ားလုံးမင်္ဂလာပါရှင်ဒီချက်ဒီနေ့မှာဆိုလို့ရှိရင်ထိုင်းမှာအခန်းငါရောမယ်ဆိုလို့ရှိရင်တိထားရမယ်ထိုင်းစကားပြောလေးတွေကိုဝေမျှပေးပါမယ်အရင်ဆုံးအနေနဲ့အခန်းကားဘလောက်လဲလို့ကိုရီးယားမေးချင်တယ်ဆိုရင်ခါချောက်ထောက်လိုက်ခါချောက်ထောက်လိုက်ဆိုတော့မေးလို့ရတယ်ခါချောက်ရဲ့အဓိပ္ပာယ်ကငားရန်ခါကိုပြောတာပါခါချောက်ထောက်လိုက်အခန်းကားဘလောက်လဲအဲ့တော့မှအခန်းကားတလောက်ဘလောက်လဲလို့မေးမယ်ဆိုရင်ခါချောက်ဒေန်လားထောက်လိုက်ခါချောက်ဒေန်လားထောက်လိုက်တလောက်ဘလောက်လဲလို့မေးလို့ရတယ် ပြီးလို့ရှိရင်ဘယ်နှယောက်နေလို့ရလဲอยู่ได้กี่คน อยู่ได้กี่คน อยู่ได้กี่คนဘယ်နှယောက်နေလို့ရလဲလို့မေးမယ်ပြီးလို့ရှိရင်ချေတို့ရေဘုံကြီးဘဝကလည်းမေးဖို့လိုတယ်တချို့ကျတော့တိုက်ခန်းနေပါတယ်ဆိုလို့ရှိရင်တိုက်ခန်းကားကတော့ဇီးတက်တာလိုက်နေဒါပေမဲ့ရေဘုံကြီးဘဝအရန်စီကြီးနေရရှိတတ်တယ်အဲ့တော့ဘဝတေချာဘောက်မေးဖို့လိုမယ်အဲ့တော့မိသားခဘလောက်လဲရေခမိခဘလောက်လဲမေးမယ်ဆိုရင်ခ5หน่วยละเท่าไหร่ หน่วยဆိုတဲ့ပြည်ယူနစ်ကိုပြောတာပါအဲ့တော့မီတာခါတဲ့ယူနစ်ကိုဘယ်လောက်လဲလို့မေးတာဖြစ်ပါတယ်အဲ့တော့ခါဖိုင်နွေလားထောက်တိုင်းခါဖိုင်နွေလားထောက်တိုင်းမီတာခါတဲ့ယူနစ်ကိုဘယ်လောက်လဲလို့မေးတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုနေနေချေတော့ဘယ်နေ့ကျောင်းလာလို့ရလဲလို့မေးမယ်ဆိုရင်ย้ายเข้ามาอยู่ได้วันไหน ย้ายเข้ามาอยู่ได้วันไหน ย้ายเข้ามาอยู่ได้วันไหน ย้ายရဲ့တဲ့ပြည်ပြောင်းရွှေ့တော့ပြောတာပါย้ายเข้ามาอยู่ပြောင်းလို့နေတယ် ได้วันไหนเบเนียเลยလို့ပြောတာပေါ့เนาะဒါကြောင့်တော့ချေလို့ဘန်ကောက်မှာအခန်းငါရောမယ်ဆိုလို့ရှိရင်သိထားရမယ့်စကားပြောလေးတွေဖြစ်ပါတယ်ထပ်ပြီးတော့သိရှိရှင်တဲ့အကြောင်းရှိလို့ရှိရင်ဗီဒီယိုအောက်မှာမှတ်မိခဲ့နိုင်ပါတယ်တခြားခုလိုမျိုးလေးပြန်ဝင်မြတ်ပေးပါမယ်ရှင်အားလုံးကိုလည်းချေတောင်းမှာပြန်တွေ့ချင်ပါတယ်ချေစတိနေဖြစ်ပါရဲ့ရှင်ကျေးဇူးများတင်ပါတယ်